အားလုံးပဲမင်္ဂလာပါရှင် Studio Time Audio Book အစီအစဉ်မှာကြိုဆိုပါရစေ။အခုတင်ဆက်ပေးမှာကတော့တင်မောသားလေးစင်ဘတ်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါရဲ့ရှင်။ဗဒံမျိုးသားလေးစင်ဘတ်ဟာရေချောင်းခရီးနဲ့စွန့်စွန့်ဆဆခရီးထွက်ဖို့အလွန်ဆရာဆက်တန်လည်းရရှိရဲ။ဒါကြောင့်ရေချောင်းခရီးထွက်ဖို့အခွင့်အလမ်းကို အမြဲတမ်းစောင့်စားနေတတ်တယ်။ ထားနဲ့သူဟာသူပိုင်ဆိုင်တဲ့ပစ္စည်းတွေအားလုံးကို ရောင်းချပြီးမိတ်ဆွေကုံတွေတွေနဲ့တူခုံရောင်းထွက်ဖို့ခရီးထွက်ခဲ့တာပေါ့စင်ဘတ်တို့ပိုင်တဲ့တမောကြီးကပရရှားပင်လေကွေးကနေအရှေ့ဘက်နိုင်ငံတွေကိုရွှတ်လွှင့်ခဲ့တယ်။ခရီးရဲ့အစပိုင်းမှာယာဒီဦးတို့တာယာလည်းရရှိတယ်။စင်ဘတ်တို့လူစုဟာသူတို့မှာပါလာတဲ့ကုန်တွေနဲ့အရှေ့ဘက်နိုင်ငံကချီတယ်နဲ့တောင်မြေရနာတို့ကိုလဲလှယ်ပြီးတော့ပြန်ကြမယ်လို့စိတ်ကူးနဲ့ပြောနေကြတာပေါ့။ ထို့ကဲ့သို့စိတ်ကူးနဲ့ခရီးဆက်ခဲ့ကြရာလမ်းခရီးမှာ လေကငိန်သွားတာကိုသတိထားမိလိုက်တယ်။ဒါကြောင့်တင်မောကြောက်ချပြီးခလန်းလန်းမှာရှိရဲစိန်းဆိုတဲ့ကွင်းပြင်မှာစတဲချရန်စင်ဘတ်နဲ့အဖော်တစုကလှိမ့်ငဲနဲ့ထွက်ခဲ့ကြတယ်။စင်ဘတ်တို့လူစုကျုံးပေါ်မှာစားတောက်နေစဉ်ကျုံးကြီးကအတန်ကျဲလောင်စွာမြည်ပြီးတော့တုန်ခါသွားတယ်။၎င်းနောက်ကျုံးကြီးကရေအောက်ကိုမြုပ်သွားတယ်။ ထိုအခါကျမှပဲဆင်းဘက်တို့ဟာကျုံးလိုယူစားပြီးတော့ထိုင်နေတဲ့ညီကြီးဟာရေတော်ဝါကြီးတကောင်ရဲ့ကြောကုန်ဖြစ်တာကိုသိလိုက်ရတာပေါ့ဆင်းဘက်နဲ့အဖော်တိုင်လဲကြောင်းလန်တကြားနဲ့တော်ဝါကြီးရဲ့ရံကလုတ်ကင်းအောင်ရေကူးပြီးတော့ပြေးကြရတာပေါ့ဆင်ဘကရေကူးရင်းနဲ့တတုံးတုံးကိုရေထဲမှာမျောလာတာတွေ့ရနဲ့ထိုတတုံးကိုဖတ်ပြီးတော့ရေကူးလာခဲ့တယ်။ရေတရဝါကောင်ကြီးရဲ့ရံကလွတ်လောက်ပြီးလို့ထင်တဲ့အခါမှာတင်မောက်ကိုလှမ်းကြည့်လိုက်တော့ ။စင်ဘက်တို့ရဲ့တင်မောကြီးကအတော်ဝဲဝဲကိုရွက်လွင်ပြီးတော့ထွက်သွားတာကိုမြင်လိုက်ရတယ်။စင်ဘက်ကသူ့ရဲ့တင်မောသားတချို့ကိုဝါးပေါင်တစ်ခုပေါ်မှာမျောပြီးပါလာတာတွေ့ရတာကြောင့်ထော်လူရင်နဲ့ပေါင်းပြီးပင်လေတဲ့မျောပါပြီးခရီးစက်ခဲရတယ်။စင်ဘက်တို့ဟာရေစီးရရက်ကိုဖောင်းနဲ့လိုက်ပါနေခြင်းဖြစ်ပါတယ်။သူတို့ဟာနေရောညပါရေထဲမှာမျောနေရကတချိန်မှာတော့အလွန်ကြီးမားတဲ့လှိုင်းလုံးကြီးတွေကြောင့်စင်ဘတ်တို့ဖောင်ကအပေါ်ကိုမြောက်တက်သွားပြီးကျုံတစ်ခုပေါ်မှာတွားတင်ခဲ့တယ် စင်ပန်တဲ့အဖို့တိုက်ဟာဝမ်းမြဝမ်းသာစွာနဲ့ငါတို့လွတ်မြောက်ပြီလို့အော်ဟစ်နေကြတာပုံမကြခင်မှာပဲသူတို့ဟာအလွန်ကြောက်စရာကောင်းတဲ့မျက်လုံးတစ်လုံးနဲ့သာရှိတဲ့ဘလူးကြီးရဲ့လက်ထဲကိုရောက်နေတာကိုသိလိုက်ရတယ်။ဘလူးကြီးကအလွန်ကြောက်စရာကောင်းပြီးသူ့ရဲ့နှစ်ဖူးအလေတဲတဲမှာမျက်လုံးတစ်လုံးနဲ့သာရှိရဲ့။ထိုဘလူးကြီးကိုစိုက်ကလောလို့ခေါ်တယ်။စိုက်ကလောဘလူးကြီးကစင်ဘတ်ကိုအရင်ဆုံးဖမ်းပြီးတော့ကြည့်ရဲ့ ။ရှင်ဘက်ကိုစိတ်တိုင်းမကြတဲ့အခါမြေကြီးပေါ်ပြန်ချပြီးနောက်တင်မောသားတယောက်ကိုကင်ကြီးပြန်နေ။ထို့ကဲ့သို့တယောက်ပြီးတယောက်ကင်ကြီးကဝါသောတင်မောသားကိုမှတက်၍စားလိုက်တယ်။ကြံတဲ့ဘလူတွေကိုတော့ဘလူကြီးဆိုင်ကလောကအချင်းချထားတာပေါ့။တနည်းမှာတော့လူတယောက်ကြာထုတ်ပြီးတော့စားတယ်။ရှင်ဘက်နဲ့အဖော်တတိုက်ဟာတိမ်မက်ရက်ကိုဆောင်ဆိုင်နေရတာတွေးပြက်ပနန်းဖြစ်လာကြပြီ။ဒါကြောင့်ရှင်ဘက်ကအကြံစီကိုစဉ်းစားလိုက်တယ်။ ဘလူးကြီးနေ့စဉ်မေးလေခင်တခင်မှာတရေတမောအိတ်တတာကိုစင်းပတ်လိလာသိရှိသွားတယ်။ဒါကြောင့်တနေ့ဘလူးကြီးစိုက်ကလော့အိမ်မောကြနေစဉ်အချင်းကန်းလေးကနေတစည်းထွက်ပြီးတန်ချုံတစ်ခုကိုမိခင်ကထိုတန်ချုံနဲ့ဘလူးကြီးစိုက်ကလော့ရဲ့မျက်လုံးကိုထိုးဖောက်လိုက်တယ်။ဘလူးကြီးဆိုင်ကလော်လေးနာကျင်လို့တော့ကြောင်းအော်ဟစ်ပြီးတော့ထွက်ပေါက်ကိုမရှာနိုင်မဲကြောင်နေရန်ကြီးကိုအတင်းထိုးပေါက်ပြီးအပြင်ကိုထွက်သွားတာပုံး စင်ဘတ်တို့လူစုလဲဘလူးဂျီဆိုင်ကလောအပြင်ထွက်တာနဲ့ချက်ချင်းပဲအားကုန်သွင်းပြီးတော့ကန်နာကိုပြေးလာကြတယ်။ကန်နာမှာသူတို့ဈီလာတဲ့ဝါးဖောင်ကြီးရှိနေပါတယ်။ထို့အချိန်မှာဆိုင်ကလောရဲ့ဆူဆူဝါးဝါးအော်တန်းကြောင့်ဘလူးပေါ်တွေကြားသွားပြီးတော့အတီးတီးထွက်လာကြတယ်။သူတို့ကစင်ဘတ်တို့လူစုဖောင်နဲ့ထွက်ပြေးသွားတာကိုတွေ့တဲ့အခါကန်ဆက်ကိုစုဝေးပြီးတော့ရောက်လာကြတယ်။ဘလူးတွေကအဖြစ်အပျက်ကိုရိစားမိပြီးအလိုစိတ်ဆိုးကြတယ်။ ဒါကြောင့်အေယာမကြောက်ခဲတွေကိုကောက်ယူပြီးတော့ဝါးပေါင်ရှိရာကိုလှမ်းပစ်ကြတယ်။ဒေါသတကြီးနဲ့ပစ်ကြတာကြောင့်ဝါးပေါင်ရှိရာကို မရောက်ပဲနဲ့ကဲလုံးတွေကဝါးပေါင်ရဲ့ဘေးနားကိုကြာရအချိန်အလွန်ပြင်းထန်တာကြောင့်ဝါးပေါင်ဟာကန်းနားနဲ့အဝေးကြီးကို မင်းစင်သွားတယ်။စင်ဘတ်တို့လူစုလည်းအခုမှပဲအသက်ဝဝရှူရဲတော်တာပုံ။သူတို့လူစုဟာနှစ်ရက်နဲ့နှစ်ညဝါးပေါင်နေနဲ့မျောနေရကတမနဲ့မှာတော့လှေကြီးတစ်စင်းကို တွေ့လိုက်ရတယ်။ ထိုလေကြီးဟာပကဒံမျိုးကိုသွားတယ်လေစင်ဘက်တို့လူစုလဲထိုလေတိကြီးရဲ့ကဲတဲ့မှုကြောင့်အသက်ချမ်းသာရရသွားခဲ့တယ်ထိုလေကြီးကပကဒံကိုခရီးဆန်းရင်မုံတိုင်းနဲ့တွေ့ပြီးတော့ဂတ်ပင်လေကိုကိုပြန်ရောက်လာတယ်ဒါကြောင့်ပကဒံနဲ့နီးလာပြီးဖြစ်ပါတယ်သူတို့ဟာတတိဝလံပေါ်များတဲ့ကျွန်းတစ်ခုမှာခေတ္တရနာကြတယ်စင်ဘက်ကသူ့ရဲ့အဖော်ရီနဲ့ခွဲထွက်ပြီးတက်ရောက်တဲ့ကျုံးမော်ကိုလမ်းလျှောက်နေရဲ့ ထိုကဲ့သို့ကျုံးမော်ကိုလေ့လာရင်းနဲ့အရေးကောင်းတဲ့တပင်တပင်အောက်ကိုရောက်တဲ့အခါခိတ္တနာနေမယ်လို့ဆိုပြီးတော့ထိုင်လိုက်တာပေါ့ထိုစဉ်နေအေးကတဖြူဖြူနဲ့တိုင်နေပြီးတိုင်ရင်နဲ့နေကလည်းမွေးနေရမောမောနဲ့အိပ်ပြောသွားပါတော့တယ်သူ့အိမ်ရာကနိုးလာတော့သူ့စည်းလာတဲ့လှေကြီးမရှိတော့တာကိုတွေ့လိုက်ရတယ်စင်ဘတ်လည်းအလွန်စိတ်ပြက်မိသွားတယ်သူ့အတွက်ကံကအစဉ်အမြဲဆိုးလျက်ရှိနေတာကိုသတိထားမိလာတယ် ထိုစဉ်အတန်ပလန်မီကိုကြားရတာကြောင့်ကျုံးပေါ်မှာသူတယောက်တည်းမဟုတ်တာကိုသတိထားမိသွားတယ်။ကျုံးပေါ်မှာလူတစုဟာအုံလီတွေကိုလိုက်လံစူးစီးနေတာကိုတွေ့ရတယ်။ဆင်းဘက်ကိုတွေ့တော့ကျုံးသားတွေကအုံဒီဆိုရတာအလွန်လွယ်ကူကြောင်ပြောပြတယ်။၎င်းတို့ကဆက်ပြီးတော့ရှင်းပြတာကတော့အုံမင်ပေါ်တနေသောလူဝင်တွေကိုကဲနေပေါက်ပါကလူဝင်တွေစိတ်ဆိုပြီးသူတို့ကိုအုံဒီနဲ့ပြန်ပေါက်ကြကြောင်းထိုကဲ့သို့ပြုလုပ်ခြင်းနဲ့အုံဒီတွေစူဆောင်းရကြောင်းတင်ပြပေးကြတာပေါ့ ထိုကျောင်းသားတွေကစိန်ဘက်ကိုသူတို့နဲ့တူလိုက်နေဖို့ပြောပြီးထိုကျောင်းနဲ့အနီးဆုံးကျောတစ်ခုစီကိုခေါ်သွားတယ်။သူတို့နေထိုင်ရာကျုံကိုရောက်တဲ့အခါသူတို့ရဲ့ဘယင်ကြီးနဲ့စိန်ဘက်ကိုမိတ်ဆက်ပေးကြတယ်။ဘယင်ကြီးကစိန်ဘက်ကိုမြင်မြင်ချင်းသဘောကျပြီးအဝတ်အစားနဲ့အစာတောက်တွေချီမြင်ပြီးတော့ထိုတိုင်းမိမာနေထိုင်ခွင့်ပြုလိုက်တာပေါ့။စိန်ဘက်ကသူ့ရဲ့ပေါ်မှာအလွန်သဘောကောင်းတဲ့ဘယင်ကြီးကိုကျေးဇူးဆက်လိုတယ်။ထိုတိုင်းမိမာရှိတဲ့မြင်းမှာကုံနီသာရှိပြီးခြေနေမရှိတာကိုသတိထားမိတယ်။ ။ဒါကြောင့်စင်ဘက်ကဘယင်ကြီးအတွက်မြင်းစည်းရမှာတုံရန်ချိန်နှင်းတစုံပြုလုပ်ပေးပြီးတော့လက်ဆောင်ပေးတာပေါ့။ဘယင်ကြီးကစင်ပတ်ပေးတဲ့လက်ဆောင်ကိုအလွန်သဘောကျတဲ့အတွက်စင်ပတ်ကိုစုတစ်ခုခုချီမြှင့်ဖို့စဉ်းစားတယ်။ဘယင်ကြီးပေးတဲ့လက်ဆောင်ကစင်ပတ်အတွက်သူတို့သမီးမိန်းမပြိုတယောက်ပေးခြင်းဖြစ်ပါတယ်။ထိုမိန်းမပြိုကအမျိုးသမီးကောင်တယောက်ပါ။ဘယင်ကြီးရဲ့ရည်ရွယ်ချက်ကစင်ပတ်ဟာထိုအမျိုးသမီးကိုလက်ဆက်ခြင်းအပြင်သူတို့နိုင်ငံမှာအမြဲနေထိုင်သွားဖို့အတွက်ပါပဲ။ စင်ဘက်ကတော့ဘယင်ကြီးရဲ့အမိန်ကိုမလွန်ဆန်ပဲထိုအမျိုးသမီးနဲ့လက်ထပ်လိုက်တဲ့သူတို့လက်ထပ်ပြီးမကြခင်မှာပဲထိုအမျိုးသမီးကအပြင်းပြပြီးတော့တိတ်ဆုံးသွားခဲ့တယ်။ထိုအခါထိုကျွန်းရဲ့ထူးဆန်းတဲ့ဇနီးထုံးစံကိုစင်ဘက်တိလိုက်ရပါတယ်။ဒလိထုံးစံကတော့ကျွန်းသူကျွန်းသားတွေရဲ့ဇနီးဒါမှမဟုတ်ခင်မုန်းတရရောက်တိတ်ဆုံးသွားပါကကြံခဲ့သောဇနီးတို့မဟုတ်ခင်မုန်းတဲ့အရှင်လက်လက်တိတ်ဆုံးသူနဲ့လိုက်ပါရမယ်ဆိုတဲ့ထုံးစံမှာ စင်ဘတ်ရဲ့ဇနီးတိတ်ဆုံတဲ့ခန္ဓာကိုကျင်းပပြီးရတဲ့ကျွန်းသူကျွန်းသားတွေကစင်ဘတ်ရဲ့အခောင်းကိုတည်ဆောင်ပြီးဂူကြီးတစ်ခုစီကိုသွားကြတယ်။ထိုဂူရဲ့အဝင်ဝမှာအလွန်ကြီးရဲ့ကြောက်တုံးကြီးနဲ့ပိတ်ဆို့ထားတယ်။သူတို့ကထိုကြောက်တုံးကြီးကိုဖယ်လိုက်ပြီးစင်ဘတ်ရဲ့ဇနီးအလောင်းထဲတဲ့အခောင်းကိုကျိုးနဲ့ဆွဲပြီးတော့အောက်ကိုချလိုက်တယ်။အလောင်းပါတဲ့အခောင်းအောက်ရောက်တာနဲ့စင်ဘတ်အထွက်ပြုတ်လုထားတဲ့ခေါင်းငယ်ကိုစင်ဘတ်ကိုဝင်စေပြီးတော့တွင်းထဲကိုချလိုက်ပို့ပါပဲ။စင်ဘတ်မိတို့ပင်ရုံငန်စီတော့လဲမရပါ စင်ဘတ်ရဲ့ခေါင်းထဲမှာရေနဲ့အစာတောက်ပြီးထည့်ပေးလိုက်ပါတယ်။စင်ဘတ်ဟာအခေါင်းနဲ့မြေကြီးထိတာနဲ့အခေါင်းထဲကနေထွက်ပြီးအမောင်ထဲမှာစံတဝဝလျှောက်ပြီးတော့လီလာတယ်။အမောင်ထဲမှာအခေါင်းလေးကိုသာဆမ်းမိနေပါတယ်။နောက်ဆုံးစင်ဘတ်ဟာအခေါင်းထဲမှာပါလာတဲ့ပေါင်မုံနဲ့ရေကိုတောက်ပြီးအဆက်ဆက်ရာနောက်ဆုံးစားစရာမရှိတော့တဲ့အခါတေဘူအချိန်ရောက်ပြီးလိုလက်ခံပြီးဖယားသခင်ကိုတန်းတာပြီးအခေါင်းထဲကိုဝင်လိုက်တယ်။ ထိုကဲ့သို့အခေါင်းထဲဝင်လိုက်တဲ့အချိန်မှာပင်သူ့ရဲ့နားထဲမှာအသက်ရှူသန်းပြင်းပြင်းတစ်ခုကိုကြားလိုက်ရတယ်။ဒါကြောင့်စင်ဘတ်ဟာအခေါင်းထဲကနေထားလိုက်ပြီးအသက်ရှူသန်းထွက်ပေါ်နေတဲ့ဘက်ကိုမှန်းဆပြီးတော့ထွက်လာခဲ့တာပုံ။စင်ဘတ်ရဲ့စိတ်ထဲမှာဒီအတန်ကြောင့်ငါ့အတွက်ထွက်ပေါက်ရတော့မယ်လို့တွေးပြီးတော့ပျော်နေတာပါ။ထို့သို့ပျော်နေစဉ်မှာပဲအသက်ရှူသန်းပြောက်သွားတယ်။ဟာအတန်ပြောက်သွားပြီလို့စင်ဘတ်ရဲ့စိတ်ထဲမှာအားလျှော့မိသွားတဲ့ချိန်အလင်းရောင်ဝင်လာတဲ့အပေါက်တစ်ပေါက်ကိုတွေ့လိုက်ရတယ်။ တိတ်မကြခင်မှာပဲအသက်ရှူတမ်းပြင်းပြင်းတန်ကိုကြားရပြီးစောစောကဆင်းဘက်မြင်ရတဲ့အလင်းရဝင်လာတဲ့အပတ်ကိုဖောက်ပြီးတရဝါကြီးတကောင်ထွက်သွားတာကိုတွေ့လိုက်ရတယ်။တရဝါကြီးထွက်သွားတဲ့နောက်ကိုဆင်းဘက်လိုက်သွားတယ်။ထိုအပောက်ကတစင်အပြင်ကိုထွက်လိုက်တဲ့အခါကမ်းရေတစ်ခုကိုရောက်သွားတယ်။အမှန်ကတော့စောစောကတွေ့တဲ့တရဝါကြီးကဒီရေတက်ချိန်မှာဂူဘောက်ကနေတစင်ဂူရဲဝင်ပြီးတော့နေတာပါ။ဆင်းဘက်အလွန်ပြောသွားတယ်။ သူ့အနေနဲ့အလင်းရောင်ကိုမမြင်ရပဲအမောင်နဲ့မနေနေရကအခုကဲ့သို့အလင်းရောင်ကိုပြန်တွေ့ရတာကြောင့်အလွန်ဝမ်းသာနေတာပေါ့သူကဖယားသခင်ကိုကျေးဇူးတင်လို့နာကြောင့်ပါဇက်ကတဖွားဖွားနဲ့ဆူတောင်းနေရင်ဆင်းဘက်ကန်းဆက်မှာရှိနေစဉ်တင်မော်တစဉ်ရွက်လွင်ပြီးပင်လေတဲကထွက်လာတာကိုတွေ့လိုက်ရတယ်။ဆင်းဘက်ကလက်ဝေးရမ်းပြီးတော့တင်မော်ဘော်ကသူ့ကိုမြင်အောင်လို့ကြိုးစားတယ်။တင်မော်ဘော်ကတင်မော်သားတွေကဆင်းဘက်ရဲ့အချက်ပြမှုကိုမြင်သွားတယ်။ တင်မောကပ္တိန်ကအလိုသဘောကောင်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူကစင်ဘတ်ကိုသူ့ရဲ့တင်မောဘောခေါ်တင်ပြီးကောင်းကောင်းမွန်မွန်ကြွေးမွေးဆောင်ရှောက်တယ်။ယခုစင်ဘတ်ကိုကယ်တင်လိုက်တဲ့တင်မောဟာဘက်ကရက်ကနေကုန်စည်တွေတင်ပြီးတော့ထွက်လာခြင်းဖြစ်ပါတယ်။ထိုတင်မောကပရက်ရှာပင်လယ်ကွေးကနေတခြားကျုံးလေစီကိုသွားမှာစင်ဘတ်ဟာသူ့ရဲ့မျိုးကိုပြန်ရောက်အောင်မမဟုတ်တာကြောင့်စိတ်မကောင်းဖြစ်မိသွားတယ်။စင်ဘတ်စီလာတဲ့တင်မောကကျုံးတို့ကျုံးကိုစိုက်ကက်လိုက်တဲ့ ထို့ကြောင့်ပေါ်မှာကပ္ပရီနဲ့တကွာတင်မော်သားတွေကပျော်ပျော်ပါပါစားကြတောက်ကြနားနေကြတယ်။ထို့အချိန်မှာကပ္ပတိန်ဟာအလွန်ကြီးမားတဲ့အဖြူရောင်အဝိုင်းပုံအဆောက်အဦတစ်ခုကိုတွေ့သွားတယ်။သူတို့ကထိုအဖြူရောင်ဘယ်တန်ရဲ့အနားကိုတောရောက်လေ့လာကြတဲ့အခါအလွန်ကြီးမားတဲ့ငှက်ဥကြီးဖြစ်နေတာကိုတွေ့လိုက်ရတယ်။သူတို့ကြီးနေစင်မှာပဲဥရဲကငှက်ကလေးရဲ့နှုတ်တီးလေးကပြိုထွက်လာတယ်။ငှက်ကလေးဟာသူ့ပေါက်ဖို့အချိန်ရောက်တာကြောင့်ထွက်လာခြင်းဖြစ်ပါတယ်။တင်မော်သားတွေကထိုငှက်ကလေးကိုဝိုင်းပြီးဖမ်းလိုက်ကြတယ် တင်မောသားတွေကထုံငက်ကိုတက်ပြီးတော့တပြောတပါးစားတော့ကြဖို့ပြင်ဆင်ကြတယ်။စင်ဘတ်တယောက်ကသာလည်းရင်ထိုအစီအစဉ်ကိုကွက်မြက်ပြီးတော့ငက်ကိုမတက်ဖို့တားမြစ်တာပုံ။တင်မောသားတယောက်မဖြစ်ခင်မှာစင်ဘတ်ကငယ်စဉ်ကလေးကတင်မောသားဖြစ်ကျင်တဲ့အတွက်ကြောင့်လိလစူဇန်မှုတွေပြုလုပ်ထားတာကြောင့်ထိုငက်ဦးဟာအလွန်ကြီးမားပြီးတော့ရိုင်းဆိုင်တဲ့ငက်တစ်မျိုးရဲ့ဥမန်းကိုသူ့တည်တယ်လေ။ဒါကြောင့်စင်ဘတ်ကငက်မသားသူ့ဦးကိုအခုလိုဖြတ်ထားတာတွင် ခမည်းတော်ကိုရံမှုလိမ့်မယ်လို့တတိပေးတယ်။ တင်မော်သားတို့ကတော့ငှက်ကိုတက်ပြီးတော့ချက်စားကြရင်ဆင်းမဲ့ပြောတဲ့စကားကိုဘယ်သူမှနားမထောင်ကြပါဘူးထို့သောချက်စားပြီးမကြခင်မှာပဲမိုးကောင်းကြီးဟာချက်ချင်းမောင်မဲသွားတယ်တင်မော်သားတို့ဟာအလှိတ်တလန့်နဲ့မိုးပေါ်ကိုကြီးလိုက်တဲ့အခါအလွန်ကြီးမားတဲ့ငှက်ကြီးနှကောင်ကိုမိုးကောင်းကြီးမှာကြောက်မက်ွယ်တွေ့လိုက်ရတယ်ထုံငှက်နှကောင်ကသူတို့တက်စားလိုက်တဲ့ငှက်ကလေးရဲ့မိခင်နဲ့ဖခင်ပေါ်ထိုကားကြမှာပဲဆင်းဘက်ပြောတာမှန်ပြီလို့လက်ခံလာကြတယ် ဒါကြောင့်တင်မောသားတွေဟာအလို့အရက်ပဲသူတို့ရဲ့တင်မောဘဝကိုတပြေးကြတယ်။စင်ဘတ်တယောက်သားတင်ကျုံးမောမှာကျန်ရစ်ခဲ့တယ်။ငှက်၎င်းကသူတို့ရဲ့တန်မာတဲ့လက်သေးတွေနဲ့အလွန်ကြီးမားတဲ့ကြောက်တန်းတွေကိုမနေတာကိုစင်ဘတ်တွေ့ရှိသွားတယ်။ဒါကြောင့်သူ့ရဲ့မိတ်ဆွေတွေကိုအော်ပြီးတော့တတိပေးတယ်။သာမင်းမဲတင်မောနဲ့ကန်းကဝင်းလွန်းလာကြောင်းစင်မက်ရဲ့အတန်ကိုမကြားကြပါဘူး။နှက်ကြီးနှကောင်ကနှင်းမြန်တဲ့အဟုန်နဲ့တင်မောနာကိုပြန်သွားကြတယ်။တင်မောကိုမိရာနဲ့သူတို့ချီလာတဲ့ကြောက်တုံးကြီးကိုတင်မောဘော်ကိုပြစ်ချလိုက်တယ်။ ။တင်မော်ကြီးလည်းအစိမ့်စိမ့်မောမောပျက်စီးသွားတာပေါ့။စင်ဘတ်ကရေထဲမှာဘောလုံးပေါ်နေတဲ့တစ်တုံးတစ်စားနဲ့တင်မော်ဘော်ကပစ္စည်းတွေကိုကြည့်ပြီးသူ့မိတ်ဆွေအပေါင်းအသင်းတယောက်တလေကိုတွေ့လို့တွေ့ညာရေထဲကိုဆင်းပြီးတော့လိုက်ရှာတယ်။ဒါပေမဲ့တရားမှမတွေ့ရပါဘူး။စင်ဘလည်းစိတ်ပြက်လက်ပြက်နဲ့ကမ်းမော်ကိုပြန်တက်ကူလာရင်သူကကျုံးပေါ်မှာရှောက်သွားရင်တတိဝလံတွေနဲ့ပြေစုံတဲ့တတော်အုပ်တစ်ခုကိုတွေ့သွားတယ်။ထိုတော်အုပ်မှာအေးများတဲ့စံကြောင်းတစ်ခုစီးစင်းလျက်ရှိရဲ့ ထိုဆန်းကြောင်းရဲ့ပြီးမှအလွန်တရာအသက်အိုမင်းနေတဲ့အဖိုးကိုတယောက်ကိုတွေ့လိုက်ရတယ်။အဖိုးကသူ့ကိုကြောကုန်းပေါ်တင်ပြီးတော့ခေါ်ဖို့တောင်းပန်နေ။အဖိုးကိုတနာတာနဲ့ဆင်ဘက်ကသူ့ရဲ့ကြောကုန်းပေါ်ကိုတင်လိုက်တယ်။အဖိုးကဆင်ဘက်ရဲ့ကြောပေါ်ရောက်တာနဲ့တပြိုင်နက်ခြေပြလက်ပြနဲ့ချောင်းတစ်ဖက်ကန်းကိုကူပြီးပို့ပေးဖို့ပြောတယ်။ဆင်ဘက်ကလည်းတဘောတူပြီးတော့လိုက်ပို့ပေးတယ်။အဖိုးရဲ့ကိုလေးချိန်ကတိတ်မလေးလာတာကြောင့်ဆင်းဘက်ကချီချီပြူပြူနဲ့ချောင်းတစ်ဖက်ကိုပူပေးတာပုံး ရှေ့ချောင်းတစ်ဖက်ကို ရောက်ပြီးတော့စင်ဘတ်ကအဖိုးအိုကိုကြောပေါ်ကချဖို့ပြင်နေချိန်အဖိုးအိုဟာသူ့ရဲ့ခြေထောက်နှစ်ဖက်ကိုရှေ့ကိုပြောင်းပြီးတော့ချလိုက်တယ်။အဖိုးအိုကခြေထောက်နှစ်ဖက်နဲ့စင်ဘတ်ရဲ့လေဘင်းကိုတုံနှောင်လိုက်တယ်။စင်ဘတ်ဟာဘလို့ပဲယုံယုံမရပါဘူး။သူကစင်းငိုင်းလေးအဖိုးအိုကသူ့ရဲ့ပေါ်မှာနေပြီးအတင်းတွယ်ထားလေ။အဖိုးအိုကစင်ဘတ်ကိုရိုက်နှက်ပြီးတော့တတိတွေကိုလိုက်လံခုခိုင်းတယ်။အဖိုးအိုဟာနေရောညပါစင်ဘတ်ရဲ့ကြောပေါ်ကမစင်ပါဘူး။ ဆင်းဘတ်အိတ်တဲ့ခါမှလည်းသူကကြောပေါ်မှာထိုင်လျက်ပါပဲဆင်းဘတ်မှာလည်းအဖိုးကိုဇက်ဘိုးပေါ်မှာထားပြီးတော့အစားအစာရှောက်ပွေးကျွေးမွေးပြီးတော့အလုပ်ကျွေးပြုနေရပါပြီကြာတော့ဆင်းဘတ်အရင်ရွရွလာတယ်ဒါကြောင့်တနေ့ဆင်းဘတ်ဟာတက်သီးတွေကိုလိုက်လံခိုးရင်းနဲ့စပြစ်သီးတွေကိုတွေ့တဲ့အခါစပြစ်ရည်ပြုလုပ်ပြီးစပြစ်သီးတွေကိုလိုက်လံခိုးတယ်အဲဒီနောက်စပြည့်ရဲ့ညှစ်ထုတ်ပြီးတော့ဘူးတဘူးထဲမှာထဲကမေးဘူးထဲမှာထားလိုက်တယ်။ထိုအခါဝိုင်းရက်ဖြစ်သွားတယ် ဝိုင်းရရဲတကိုးချောင်းစင်ဘတ်ဟာအာရင်ပြေးသွားလာတယ်။ရခင်ကလို့နှုံးချင်မနေတော့ဘူး။အဖိုးအိုကိုကြောကုန်းပေါ်တင်ထားရတော့လေတိတ်လေးလည်းမနေတော့ဘူး။ဒါကြောင့်တချင်းတအေးအေးဖြစ်လာတယ်။ထိုအခါကြောကုန်းပေါ်မှာပါလာတဲ့အဖိုးအိုကစင်ဘတ်တောက်တဲ့ဝိုင်းရဘူးကိုတောင်းတောက်တယ်။ဝိုင်းရရဲတကိုးချောင်းအဖိုးအိုဟာတောင်းရင်တောင်းရင်နဲ့မူလာတယ်။ဒါကြောင့်စင်ဘတ်ရဲ့ကြောပေါ်မှာညှစ်ထားတဲ့ခြေထောက်ရဲ့အားကရော့ပြီးတော့ပြုတ်ကျသွားတာပေါ့။ထိုအခါစင်ဘတ်ကအသာလေးပြေးပါတော့တယ်။ အဖိုးကိုရန်လန်ကလွတ်အောင်လို့နောက်ကိုလှဲမကြည့်ပဲနဲ့ပြေးလိုက်တာမြေကန်းနာကိုရောက်တဲ့အထိပါပဲထို့မြေကန်းနှစ်ဖူးမှာတော့စိတ်တဘောထားကောင်းမွန်တဲ့လူတစ်ယောက်နဲ့တွေ့တွေ့ပါတယ်စင်ဘတ်ကသူ့ရဲ့ဖြစ်ပျက်အလုံးစုံကိုရှင်းပြတယ်သူဟာစင်ဘတ်ကအဖိုးကိုလက်ထဲကထွက်ပြေးလာကြောင်းပြောပြတော့အလွန်အံ့ဩနေခဲ့တယ်ထို့အဖိုးဟာအမှန်တကယ်မှာတော့ပင်လေပြင်းဆောင်တကြောကြီးပဲဖြစ်ပါတယ် ယခုကဲ့သို့အဖိုးအိုထံကပထမဦးဆုံးတို့မြအောင် လုံနိုင်သူဟာအဖိုးအိုရဲ့မကောင်းသောတကူးများကိုရုံးရော့စေရလို့အယူရှိရင်စင်ဘတ်ဟာအဖိုးအိုထံကလုံမြောက်လာတဲ့ပထမဆုံးလူသားပါဒါကြောင့်စင်ဘတ်ကသူ့တို့ရဲ့အလဲမှာသူ့ရဲ့ကောင်းကြီးဖြစ်သွားခဲ့တယ်။ထိုအရမှာရှိတဲ့လူများဟာစင်ဘတ်ထံကိုလာရောက်ပြီးလက်ဆောင်ဘန်နာတွေပေးကြတယ်။ထိုတိုင်းပြည်မှာရှိတဲ့ဘရင်ကြီးကလည်းစင်ဘတ်ကိုအလွန်အဖိုးတန်တဲ့လက်ဆောင်ဘန်နာတွေပေးကာဘဂရမြို့ကိုပြန်မို့အတွက်တင်မော်တစဉ်ပေးလိုက်တယ်။ ရခုအကျိန်အပြန်ခရီးမှာတော့မိသည့်အနောက်ရွှမ်းမှာမရှိတော့ပါဘူးစင်ဘတ်ဟာဘဂရက်ကိုရောက်ပြီးတဲ့နောက်လူချမ်းသာတယောက်ဖြစ်သွားခဲ့တယ်ဘဂရက်မျိုးသားကလည်းစင်ဘတ်ရဲ့ခရီးစဉ်နဲ့စိတ်ဝင်စားစရာကောင်းလာတဲ့စွန့်စားမှုတွေကြောင့်ကိုတည်င်းကြရတာကြောင့်စင်ဘတ်ကိုခေါ်ယူတွေ့ဆုံပြီးတော့ချီးမြှင့်မြောက်စားတယ်စင်ဘာဟာချမ်းသာကြွားတဲ့မင်းစိုးရာဇာအနွယ်ဝင်တယောက်ဖြစ်သွားတာတော့တည်းကွင်း အခုတင်ဆက်ပေးမှာကတော့ပြဟာနဲ့တခြားအငင်းပွားရာဆိုတဲ့ပုံရင်းလေးပဲဖြစ်ပါရဲ့ရှင်။ရှင်းလွန်လေးပြီးရဲ့အခါကလူတို့ပြီးမှကာဝါလက်မိုင်းဆရာကြီးတယောက်ရှိခဲ့တယ်။လက်ကားဟာလောကီပညာရဲ့တွေကိုတစ်ဖက်ကန်ခတ်တမြောက်တာကြောင့်လွန်စွာကြောက်ကြတယ်။သူ့ထံကို လူသားတွေသာမကနှကားတွေလည်းလာရောက်ခါစားကြတယ်။ဂလုံးကုံမှာယက်ခဘလူစသည်တို့လည်းမရှင်းလင်းသောအရာများကိုလာရောက်မေးမြန်းရတယ်။ ထို့များသာမကအတူရများတောင်ရိနာနဲ့များဂျာမာနဲ့နဲ့ဗျာဟာတွေလည်းအငင်းကုန်ဖြစ်လျင်၎င်းစရာကြီးထန်တိုင်းအစုံပြည့်ခံယူကြရသည်တယံသောအခါမှာတော့တကြားမင်းနဲ့ဗျာဟာမင်းတို့ဟာစတုမဟာရဲနဲ့ပြီးနိုင်ဆုံးမိကြတယ်ထို့အခါဗျာဟာမင်းကစပြီးတကြားမင်းကိုမေးမြန်းနေအတင်တကြားမင်းလူတော့ပြီမှာမိုးလေဝသမှန်ကန်ပါစား အတင်ပြဟာမင်းလူပြည်တွင်ယမန်နှစ်ကမိုးဦးခေါင်းပြီးမိုးလေမှန်တော်လဲမိုးနှောင်းလွန်သဖြင့်လဲရာကိုင်းကြော်များပြည့်စည်ကြရသည်ယခုနှစ်တော်ကမိုးသုံးပါးမြတ်တာမှန်ကန်သောကြောင့်ကောက်ပေတိနံများဖွင့်ပြိုးသဖြင့်စီတံပြောတံများကြားရပါလိမ့်မည်တဲ့ပြဟာမင်းလဲတာရုတာရုတာရုပြလို့ဝမ်းမြဝမ်းသာတာရုခေါ်ရကတစုံတရာကိုတရေရပြီးတာရုအခေါ်ရက်လိုက်တဲ့ဒါထက်တကြမင်းရဲ့ စကားမဆက်ဒီနေ့ဟာဘယ်နှခုကျွင်းတလဲဗျာသုံးခုကျွင်းတဗျာပြဟာမင်းကစိတ်လန့်စွာနဲ့အတင်တကြမင်းတတိချာချာတွတ်ကြည့်စမ်းပါဦးတခုကျွင်းတာမဟုတ်ဘူးလားဗျာတဲ့တကြားမင်းကလက်ချောင်းလေးကိုချိုးပြီးတော့ရေးတွက်ကြည့်ရင်ထို့နောက်မှန်ပါတယ်ပြဟာမင်းသုံးခုကျွင်းပါတယ်လို့ဖြေတယ်အထက်တွက်ကြည့်ပါဦးတခုကျွင်းပါတခုကျွင်းဆိုရင်တော့အတင်ပြဟာမင်းမှားပြီး ဘယ်နဲ့ကြောင့်ကျွန်တော်မာရမှာလဲကျွန်တော်ဟာပြဟာဖြစ်တဲ့အတွက်မှားတယ်လို့မရှိဘူးဤတို့ဆိုကကျွန်တော်ကြားမင်းသားမှားရင်းဒီဟုဆိုရရောက်ပြီအတင်ပြဟာမင်းတင်ကြားမင်းမှားတယ်တင်ပြဟာမင်းသားမှားရင်းသူဖြစ်တယ်ငါမမားဘူးနေမှားတယ်တကြမင်းနဲ့ပြဟာမင်းတို့ဟာရင်ကြီးလေးစားစွာနဲ့ပြောဆိုနေရကအပြောဆိုကြံတန်းလာတယ်။အတင်တကြမင်းအတင်ဤသုံးခုကျွင်းဆိုသောစကားကိုအတတ်နေရင်ပြီးအာမခံရဲ့သလို့ ခံရရင်ဒါဖြင့်ရင်တာဝတိပီမာနမင်းထံသွားရောက်ကအဆုံးပြတ်ခံကြကုန်အံ့မာနဟာကျွန်ုပ်နှင့်မတင်မြတ်သဖြင့်အသင်ဝေဟာမင်းအသာအနိုင်ပေးလက်တန့်တို့ဖြစ်၍ပြင်ဆက်တိခနတ်သားထံသွားကြအံ့ထိုစကားကိုဝေဟာမင်းလက်မခံချေပြင်ဆက်တိခနတ်သားဟာတင်တကြမင်းဤလက်အောက်ကဖြစ်ပါ रे ဒါကြောင့်တင်အားအနိုင်ပေးလက်တန့်တို့ဆိုကမိတို့လုံမီနီး ပြဟာမင်းနဲ့တကြမင်းတို့မှာအတန်ကြာအောင်စဉ်းစားတွေ့ဝေနေကြပြီးမှလူပီမာရှိရဲ့ကာဝါလမိုင်းဆရာကြီးကိုတတိယသွားတယ်။ဒါနဲ့တကြမင်းနဲ့ပြဟာမင်းတို့ဟာလူပီကိုဆင်းလာပြီးကာဝါလမိုင်းဆရာကြီးရဲ့အဆုံးဖြတ်ကိုခံယူကြတယ်။ကာဝါလမိုင်းဆရာကြီးကကြားနာတေချာစွာတွက်ချက်ပြီးရင်နောက်ဒီနှစ်ဟာတုံးမှုကျင်းဖြစ်တယ်လို့အဆုံးဖြတ်ပေးလိုက်တာပေါ့။မူလဝင်ခံစကားအရပြမမင်းရဲ့အသက်ကိုတကြမင်းပိုင်သွားပြီး ို့အတွက်ပြဟာမင်းဟာအတိတ်တန်ပြုပြီးသူ့ရဲ့ဦးခေါင်းကိုတရားမင်းထံဖြတ်ပေးတယ်။တရားမင်းကပြဟာမင်းရဲ့ကိုမစီးတော်စင်ရဲ့ဦးခေါင်းကိုတဆင်ထားလိုက်တယ်။တရားမင်းကပြဟာမင်းရဲ့ဦးခေါင်းကိုကျမ်းမြင့်သူချထားမလို့ပြီးသမုတ်တရားတွေတို့ပြစ်လျင်သမုတ်တရားကြီးခန်းချောက်ကရေးတရဝအများတည်ကြပြစီမယ်။ဟီမွေနာတို့ပြပကတပင်နေပြောက်ွဲကုန်သဖြင့်ယဟန်ရှင်လူများအခက်တွေတွေ့မယ်။တို့ဖြစ်တာကြောင့်တကြမင်းဟာနှစ်သမီးခွန်းရောက်ကိုခေါ်ယူကတာဝန်ပေးတယ်။ ပေးသောတာဝန်ကတော့ဗဟမင်းရဲ့ဦးခေါင်ကိုတစ်နှစ်စီအလဲကြာကင်ထားရန်ထိုပုံမြင်ကိုအကြောင်းပြုပြီးတင်းကြံစာများ၌ဗဟမင်းရဲ့ဦးခေါင်ကိုကင်ထားသောနှစ်သမီးပုံကိုရှိုက်နှိမ်ဖော်ပြထားခြင်းဖြစ်ပါသည်အချို့ကလည်းဤသို့ဗဟမင်းရဲ့ဦးခေါင်ပြောင်းသောကြောင့်နှစ်သက်သူပြောင်းသည်လို့ထင်မှတ်ကြပါတော့တည်းကွယ်ပုံမြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီရှင်။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။